ငလီလုတ်ခတ်တဲ့အချိန်ဒေါတာဝရီမြေကိုတတာကြိုးကြမှုမှာပါသွားတဲ့သမီးဖြစ်သူကိုတယောက်တည်းရှာဖွေနေတဲ့ဖခင်ဖြစ်သူရဲ့မြေတောင်အားလုံးပဲမင်္ဂလာပါဆယ်ဒီတိုင်းနျူပေးကနေပြန်လေကကြိုဆိုလိုက်ပါရီ7.7 Richter scale ရှိတဲ့ငလီကပြည်ထောင်နေငလီဖြစ်တာကြောင့်မြန်မာနိုင်ငံအတွင်းမှာထိခိုက်ပျက်စီးမှုတွေများစွာဖြစ်ပေါ်ခဲ့ပါရီစကိုင်းတတားဟောင်းကြီးပြိုကျပြတ်သွားခဲ့တယ်လို့အခြားနေရာတွေကတတားတွေလေးကြိုကျသွားခဲ့ပါရီငလီလုတ်ခဲ့စင်မှာဒေါတာဝရီမြေကိုတတားကိုဖျက်သန်းနေတဲ့တာဖာနေယောက်ကရေးသေးကိုပြိုကျသွားပါရီ ဖခင်ဖြစ်သူကတော့အသက်ဘေးကနေလွတ်မြောက်သွားပြီမိသမီးဖြစ်သူကတော့ရေထဲကိုပါသွားခဲ့ပြီးတော့တပည့်ပြည့်ရဲ့နေတီရှာမတွေ့သေးပါဘူးရဲကြလာအနေမြားမျောလင်းချက်တွေနေပါလာပြီမိလေဖခင်ဖြစ်သူကတော့သူ့သမီးကိုခုထိအသက်ရှင်နေသေးရဲ့လို့ယုံကြည်တာကြောင့်တယောက်ထဲရှာဖွေနေပါရီငယ်လေးလောက်ခတ်တဲ့နေကအသားဖအနှစ်ယောက်ဟာဆန်ကဲတစီနဲ့တူအတူတူစီးလာပြီးတော့ဒေါထဝရီတတားကိုဖျက်ကူးနေပါရီတတားပေါ်ရောက်တဲ့ချိန်မှာဘိန်းပေါက်နေတယ်လို့ထင်တာကြောင့်ဆန်ကဲကိုရှာလိုက်ပါရီတေချာကြီးမှငယ်လေးလောက်နေတာကိုသိလိုက်ရှာပြီးတော့မြေကူးတတားအလေကိုရှောင်းနေပါပြီရှေတို လို့လည်းမရနောက်ဆုတ်လို့လည်းမရတဲ့အချိန်ဒီမှာတံတားဟာပြပြင်းတန်လှုပ်ခတ်ပြီးတော့ပြိုကျသွားပါရီအချိန်ခဏအတွင်းမှာပဲတံတားကျိုးသွားခဲ့ပြီးတော့အသက်မရှင်နိုင်တော့ဘူးလို့ထင်ခဲ့ကြတာပါသူ့သမီးလေးကိုကင်ထားဖို့ပြောပြမိလေတာဖာနေအောင်လုံရောင်ဆိုင်ကယ်မှာရှိတဲ့ကိုပြိုကျသွားခဲ့ပါရီရှိတဲ့ကိုကျသွားပြီးတဲ့နောက်မှာဖခင်ဖြစ်သူကတော့ကန်းကိုရှောက်ဖို့ကူးခဲလာပေမယ့်နောက်ကိုလက်ကြည့်တဲ့အခါသူ့သမီးလေးကပါမလာခဲ့ပါဘူးတံတားကျိုးပြီးရဲ့နောက်ရှိတဲ့ကိုပြိုကျသွားခဲ့ပြီးဖခင်ဖြစ်သူရဲ့စိတ်ထဲမှာတော့သမီးဖြစ်သူကိုပြန်တွေ့မယ်လို့ယုံကြည်ထားပါရီရှိတဲ့မှာပဲရှိမယ်လို့ထင်နေသေးပြီးတော့ ော့တယောက်တည်းရှာဖွေနေပါရီတရားကကြိုးသွားပြီးရဲ့နောက်ကဲစေးအဖွဲ့တွေလည်းရှောက်မလာသေးဘူးလို့ဖခင်ဖြစ်သူကပြောပါရီဒေါက်တာဝရီတရားတဝိုက်ကကျေးရွာတွေမှာလည်းငလင်းကြောင်ပျက်စီးသွားတဲ့အိမ်တွေအများကြီးရှိပါရီဖခင်ဖြစ်သူကတမိဖြစ်သူကိုပြန်တွေ့ရင်နှစ်သိန်းခွေပြန်မတွေ့ရင်ဆယ်သိန်းပေးရမယ်ဆိုပြီးတော့တောင်းတဲ့ဖွဲ့တွေနဲ့အတူရှင်ငုတ်ပြီးတော့ရှာဖွေနေပါရီသားဖာနေရမြေကူတရားလေးကိုရှောက်ပြီးမထင်မှတ်ထားတဲ့သဘာဝဘေးကိုကြုံတွေ့ရတာပါငလင်းဘေးကြောင့်တမိဖြစ်သူပျောက်နေကြတာတပည့်ပြေးသွားပါပြီ သူ့ကိုလဲလွတ်လိုက်ဖို့ပြောပေမဲ့ဖခင်တယောက်အနေနဲ့ ီချင်းဒီကိုလက်မခံခြင်းသေးပါဘူးသူကတော့အသက်ရှင်ခဲ့ပြီးတော့သူသမီးလေးကရေစီးနဲ့တူပါသွားခဲ့တာလို့တွေ့တိုင်းစိတ်မကောင်းဖြစ်နေပါရီအသက်ရှင်လေးပြန်တွေ့နိုင်မှုရှာနှုံးနေနေပေမယ့်ဖခင်ဖြစ်သူရဲ့မြတ်တာနဲ့ရှာဖွေနေဦးမှာပါငွေချင်းအားနေပေမယ့်လေသူတက်နိုင်တဲ့အင်အားနဲ့ရှာဖွေနေစေဖြစ်ပါရီရေစီးနဲ့တူပါသွားခဲ့တာလားဒါမှမဟုတ်ရှီယောက်တဲ့ကိုပြုတ်ကျသွားခဲ့ပြီးခြောက်တုံးအနေနဲ့ထိမိသွားတာလားဆိုတဲ့တွေးပေါင်းများစွာနဲ့ဖခင်ဖြစ်သူဟာရှာဖွေနေစေဖြစ်ပါရီသမီးဖြစ်သူကိုအသက်ရှင်လေးပြန်မတွေ့ရရင်တောင်မှနောက်ဆုံးအနေနဲ့ဒီစိန်လောက်တွေ့ချင်တာကြောင့်ရှိသမျှငွေနဲ့ရှာဖွေနေ ေပါရီဖခင်ပြည်သူကသမီးတယောက်လုံးမပါခဲ့တာကိုမသိခဲ့ဘူးလားလို့ပြစ်တင်ကြသူတွေလည်းရှိပါရီငယ်လေးလို့ပြီးတော့တရားကျိုးသွားတဲ့အချိန်ကနှင်းမြန်လာကြောင်းနှစ်ယောက်လုံးတက်မရှင်နိုင်ဘူးလို့တင်ခဲ့တာပါအဖေတယောက်ရဲ့တာဝန်မကျဘူးဆိုတဲ့ဒီလိုထိုးနှက်မှုတွေကတော့ဖခင်တယောက်ကိုပို့ပြီးတော့ခံစားရစေပါရီ သူကနီးမျိုးမျိုးနဲ့ဝေဖန်ကြပေမဲ့လည်းတက်နိုင်တဲ့ငွေကြေးအင်အားနဲ့သမီးလေးကိုရှာဖွေသွားအောင်မှာပါရေစီးနဲ့တူမျောသွားပြီးတော့တနေရာမှာရှိနေမယ်လို့ယုံကြည်တာကြောင့်ဖောက်ခင်ဖြစ်သူဟာသူ့ရဲ့မျောလင်းချက်တွေကိုလက်မလွတ်သေးပါဘူးတရားကြွကြမှုနဲ့တူရှေတဲ့ကိုပြုတ်ကြသွားတဲ့မိန်းကလေးကိုအမြန်ဆုံးတွေ့ပါစေလို့ဆုတောင်းပေးလိုက်ပါတယ်ရှင်